ဘာသာဝင်သူတော်စင်အပေါင်းတို့မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ကျမတို့ရဲ့မဟာဗောဓိယုတ်တန်လိုက်မှာဗုဒ္ဓဘာသာဝင်သူတော်စင်များဖုံးမြော်ကြည်ညိုနိုင်မှုအတွက်တကူကြီးမှာဖះစေဒီပထူများကိုစင်ဆက်မပြတ်ရိုက်ကူးတင်ဆက်ပြသပေးနေလျက်ရှိပါတယ်။ဒီတစ်ခေါက်မှာတော့တဘာဝအလှပများနဲ့ထုံမွန်းထားတဲ့ထူးခြားမှုများနဲ့ပြည့်စုံနေတဲ့ကြည်ညိုပွဲရာ ဆန်တော်ရှင်မျက်မော်တင်စွန်းစီရီတော်နဲ့မျက်မော်တင်စီရီအနီးတစ်ဝိုက်မှာကိန်းဝတ်ဆံပေတော်မူလျက်ရှိတဲ့ငွေတောင်ဖျားရွှေတောင်ဖျားကြောက်မတ်တက်ဖျားစီရီနဲ့ဟိုင်းကြီးကျွတ်မြို့အတွင်းမှာရှိတဲ့ထူးခြားမှုများနဲ့ပြည့်စုံနေတဲ့ဖျားစီရီများစိုက်တိစီရီတော်အကြောင်းကိုဗုဒ္ဓဘာသာဝင်သူတော်စင်များဖူးညွန်ကြည်ညိုနိုင်ပြီးကုသိုလ်တရားများတိုးပွားစေနိုင်မှုအတွက်ရိုက်ကူးတင်ဆက်ပေးလိုက်ပါရရှင်။ တဘာသာဝင် သူတော်စင်ပေါင်းတို့ရှင်မဟာမကုတ္တရန်တီစံတော်ရှင်မြတ်မော်တင်စွန်းစီရီတော်ရဲ့တည်နေရာကတော့အင်အော်ရီတိုင်းဒေသကြီးပသိမ်ခရိုင်ငပူရုံးမြို့နယ်ဟိုင်းကြီးကျွန်းမြို့ကန်ချိုင်ကြီးရွာအုပ်စုရုံးမတောင်နှင်းကြီးရဲ့တောင်မတ်အစွန်ဖြစ်တဲ့မော်တင်စွန်းကုန်းတော်ပေါ်မှာတီထားကိုးကွယ်ထားပါရင်ရှင်မြတ်မော်တင်စီရုံရဲ့တမိုင်းကြောင့်ကတော့မြတ်စွာဘုရားရှင်ပွင့်တော်မူစမှာ လူနတ်ဓမ္မတတဝါများဖူးမြော်နိုင်စေရဲ့အလုံးကဗုဒ္ဓရှင်ရဲ့ဓမ္မယန္နာမြတ်စံတော်ရှိစုကို ပထမဦးဆုံးကြည်ညိုခွင့်ပင့်ဆောင်ဝင်ရတယ်။တပုတ်တာနဲ့ဗန်လိက ကုံနေညီနောင်တို့ဦးဟာယခုမြန်မာနိုင်ငံတောင်မတ်ဆုံးဖြစ်တဲ့ AR တိုင်းဒေသကြီးပသိမ်ခရိုင်ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းမှာရှိတဲ့ငကားမင်းတို့ပြုံမြူဆန်ရာငကားရတောင်ကို ဖြတ်တန်းတည်ဆောင်လာတဲ့အခါမှာတော့ဇေယသေးနာငကမင်းဟာဆန်နွန်နစုကိုကြီးညိုတက်ပဲလုံးလုံးမျက်မော်တင်တောင်ထိပ်တွင်မဟာတက်ကရက်တရသုံးခုနဲ့မှညသားယန္နာတို့ဖြင့်စိုင်တမော့အရွယ်ရှိတဲ့ဆန်နွန်ရှင်စီတော်ကိုဌာပနာတည်ပြီးတီထားကိုးကွယ်ခဲ့ပါတယ်အလားစီသူမင်းကြီးလက်ထက်က ကံယူရန်တျှောက်ဖောင်တော်ဖြင့်လှည့်လေရမှာတော့ နဂါးရအငူမော်တင်စွန်းထိပ်ကိုရောက်တဲ့အခါမှာဆေးရတင်နာနဂါးမင်းရဲ့တာမြင့်မှုကြောင့်ဖောင်တော်ရက်တန့်သွားရာနဂါးမင်းကလူသားအသွင်ဖန်ဆင်းပြီးသူတီထားတဲ့ဆန်တော်ရှင်စီရော်မြက်ကိုဖူးမြော်နိုင်မှုရက်တန့်ခြင်းဖြစ်တာသိလိုက်ရလို့စီရီရော်မြက်ကို မင်းကြီးကတောင်ဘက်မှနေက၃ချိန်ဥခိုက်ပြီးသစ္စာပြုအတိတ်ထံနေပါတယ် တက်ကရက်485ခုနဲ့တပန်းလာပြင်းနေမှာလူတရင်နတ်တရင်ငကားတရင်နဲ့ဇေရောမြက်ကို ထက်ဆင့်တီထားကိုးကွယ်ခဲ့ပါတယ်တိုကေတူတကူကြီးမာလာတဲ့မျက်မော်တင်စီတော်ကိုဖူးမြော်လိုက်ရတဲ့ဆိုရင်ပဲခရီးလန်းပင်မနှွက်နေမှုတွေကအင်းမြပြေပြောက်သွားစေခဲ့ရတာကတော့ပင်လေဘက်ကဝင်လာတဲ့ လင်းနုလင်းအေးရေတွေနဲ့စေဒီမှာရှိတဲ့ခေါင်းလောင်းလေးများရဲ့တချွင်ချွင်မြင်နေတဲ့ဆဲလေးတန်လေးများကြောင့်လည်းဖြစ်ပါတယ်ကြာပြင်ဖျားရင်မြင်တော်မှာရှိတဲ့တေယုတ်စကားပွင့်လေးများရဲ့မွေရင်နဲ့ စီးကျက်ကျက်ပင်လယ်လိုင်းတွေရဲ့ရိုက်ခတ်မှုတွေကြောင့်ရှုမဆုံးတဲ့ပင်လယ်ပြင်ကြီးကို တနေပုံကြည့်ရင်ဖျားဖူးမြော်ရတာကြောင့်လည်းဖြစ်ပါတယ်ညမော်တင်စီရီတော်ရဲ့ထူးခြားမှုတွေကထူးခြားမှုသုံးခုကတော့စီရီတော်မြက်ကြီးအားအစုံစုံအရုံစုံကတ်လူရမှာမိမိတဲ့ဥစွာကတ်လူထားသောအရုံစုံအလိုရှင်များရှိနေခြင်း စီရုံမြက်ကြီးကိုဖူးမြော်တက်ရောက်သည့်ဆောင်းနှမလေကရစ်များကိုရေတွက်ရမှာတုံးနဲ့တူအေးအတွက်မတူညီခြင်းဖယားပွဲတော်အတွင်မှာလူအပေါင်းတင်းတန်းချီရောက်လာပေမဲ့လေဖယားတောင်ပေါ်မှာလူပြည့်သွားခြင်းမရှိခြင်းစတဲ့ထူးခြားမှုများစွာ တည်ရှိနေပါတယ်ဖယားပွဲတော်ကို ရှေ့ရခင်က တပေါင်းလာစံတရမတပေါင်းလာပြည့်နေ့အထိ35ရက်တိုင်တိုင်ပြုလုပ်ရမှာယခုအခါမှာတော့တပူရဲလာပြည့်နေ့မှစပြီးတပေါင်းလာပြည့်နေ့အထိတလတိုင်တိုင်ရတူပြီးပြုလုပ်ခဲ့ပါတယ်ရှားဤတဲခုကံများတဲခုရိတ်သားများပါဝင်ယခုအခါမှာတော့အစစ်မြင့် resource များဟိုတယ်များကိုလည်းအဆင်ပြေပြေတဲခုနိုင်မှုအတွက် ဖွင့်လှစ်ထားပါတယ်။ပြည်ရင်းဖျားဘူးများတမကပြည်ပဖျားဘူးများပါစိတ်ဝင်စားရှိလာတဲ့စံတော်ရှင်မြတ်မော်တင်စွန်းစီတော်မြတ်ပဲဖြစ်ပါရဲ့ရှင်။ကြအပြင်အလောင်းစီသူမင်းကြီးကဖောင်တော်ဆိုင်ကက်တဲ့နေရာမှာနောင်အစင်လာအမတ်သားတစ်ခုဖြစ်စေဖို့ရည်ရွယ်ပြီးဆန်တော်ရှင်စီရော်ရဲ့တောင်ဘက်ပင်ရဲ့ဆက်မှာ တန်တောင်25ရောင် လုံးပတ်တန်တောင်40ရှိတဲ့စီရီတော်ကို ဖောင်တော်စိတ်စီရီလို့သမုတ်ပြီးမြတ်စွာဘုရားရှင်ရဲ့တရီရတတ်တော်အချို့နဲ့မဟာတိကနတ်သားတို့ကိုဌာပနာပြီးတရားမင်းနဂါမင်းတို့ရဲ့အကူအညီနဲ့တည်ချားခဲ့ပါတယ်မြတ်မော်တင်စွန်ဘုရားကိုတွားရောက်ဖူးမြှင်ခြင်းနဲ့ဘုရားဖူးမြအတွက်ကတော့ ုံးလန်ဒါမှမဟုတ် ရှီလန်ခီးဖြင့်တွားရောက်နိုင်ပြီးခီးစဉ်ကွဲပြားမှုအရာရတတမျိုးစီခံစားနိုင်မှာပဲဖြစ်ပါတယ်။လန်ခီးတစ်လျှောက်လဲငရုတ်ကောင်၊ပိုးလောင်၊ကရင်ရွာ၊ကြုံကူးရွာ၊ခမမော်ရွာတို့ကနေထွက်ရောင်နေဦးနဲ့အတူ နေဝင်စည်းစာအလှများကိုလည်းကြည့်ရှုရင်းဖျားဖူးမြော်သူတို့ရဲ့စိတ်နှလုံးကိုဆွဲဆောင်နိုင်စွမ်းအပြည့်အဝရှိလာပါရဲ့ရှင်။ခြေပြန့်ရှည်လျားလာတဲ့ တဲတောင်မြေတချောင်းမှာလဲခရုကဝင်းကစုတ်တောင်လေးများနဲ့ဆော့ကစားခြင်းလမ်းလျှောက်ခြင်းကိုလက်လေးကျင်ငန်းများပြုလုပ်ခြင်းလှေစီးခြင်းဆက်လီစပီဘုတ်များနဲ့ရေပြင်တချောင်းဆော့ကစားခြင်းပေါ်ကွင်းများနဲ့ရေကူးခြင်းညင်းစီးခြင်းဆိုင်ကိန်းစပိန်များစီကတဲတောင်မြေမှာအမတ်တရတပ်ပုံများရိုက်ခြင်းတငါသေးတို့ရဲ့ရေလုံငန်းများအုံခမောင်း ကနုပမာခယူပတိများကို လေ့လာနိုင်ပြီးဈေးဝယ်ခြင်းများကိုလည်းပြုလုပ်နိုင်ပါတယ်။မောပန်းလာလင်လင်အုံးရီချိုချိုလေးများတောက်ပြီးမျက်မော်တင်စွန်ဖျားအနီးတဝိုင်းမှာရှိတဲ့ရွှေနှက်တောင်၊ညတောင်၊ငွေတောင်၊ရွှေတောင်၊ကြောက်မတ်တောင်မှာရှိတဲ့တကူးကြီးမားဖျားစီလေးများကိုဖူးမျောကြည်ညိုနိုင်ပါတယ်ရှင်။ ဒါအပြင်ငပူရောမြို့နယ်ဟိုင်းဂျီကျော်မြို့ အမတ်တရက်ကွက်မှာရှိတဲ့ဝိတုဒ္ဒရုံမိုးကုတ်ဝိပဿနာဓမ္မရိပ်သာကျောင်းနိုင်တော်အတွင်မှာတော့ကိန်းဝတ်ဆံပေတော်မူတဲ့ကိုအောင်ရှင်ပြင်ဆလောဟာကျေးစင်းနုတော်ရုပ်ရှင်တော်မြတ်ကြီးနဲ့ရွှေမြတ်မန်တော်ရုပ်ရှင်တော်မြတ်ကိုလည်းဖူးညော်ကြည်ညိုနိုင်ပါတယ်ရှင်ကိုအောင်ရှင်ပြင်ဆလောဟာရွရှင်တော်မြတ်ရဲ့ ထူးခြားအမွေရများကတော့ရုပ်ရှင်တော်မြတ်ကိုရွှေငွေကြေးတန်သစရဲငါးမျိုးသောတတ္ထုနဲ့တွန်လောင်းထုလုပ်ထားခြင်းထိုတတ္ထုငါးမျိုးနဲ့တွန်လုပ်ထားသောရုပ်ပွားတော်များကရှေးခေတ်ခါကတွန်လုပ်ထားခြင်းကြောင့်ရှေးဟောင်းရုပ်ပွားတော်တစုဖြစ်တော်မူခြင်းရုပ်ရှင်တော်မြတ်ကအိမ်မက်ပေးဟောကြားတော်မူခြင်းရုပ်ရှင်တော်မြတ်အားဒေတာတလိထုံးစံအရာ ီသစာရီကြွချီလဲ့လေအပူဇော်ခံပွဲကိုသတင်းကျွဒဇာမုံလာပြင်းနေများမှာပြုလုံလေးရှိရာထိုနေ့ရများမှာတော့မိုးရွာတွန်းတက်ပြီးလဲ့လေအပူဇော်ခံချိန်မှာတော့မိုးကတဖြည်းဖြည်းရစဲသွားပြီးနေရောင်များထွက်ပေါ်လာတတ်ပါတယ်ထိုတို့လဲ့လေပြီးရုပ်ပွားတော်များကျောင်းတော်ပေါ်သို့ရောက်တဲ့အချိန်မှာတော့ပြန်လဲမိုးရွာတွန်းတက်ပါတယ်အိမ်မက်ပေးခံပုံမူကမန္တလေးမှာ မကိုက်တော်ပြုလို့စင်ကအတိုင်းတာမကကြီးသွားခဲ့လို့ကိုလုံးတော်နဲ့အန်ကိုက်ပြန်လည်လူရမ်းမှုရည်ရွယ်ခဲ့ပေမယ်။ယခုတွေ့ရှိခဲ့ရတဲ့မကိုက်တော်သားထားရှိဖို့အိမ်မက်ပေးခြင်း။ရုပ်ရှင်တော်မြတ်အားအာယုံပြုကြတော့ကယုံကြည်စွာနဲ့လုပ်ငန်းကိစ္စများဆောင်ရွက်ပါကအောင်မြင်ခြင်း။ရုပ်ပွားတော်မြတ်အားအာယုံပြု၍ကြည်ညိုပါကမြတ်တောင်တော်ခတ်တီကိုတွေ့ရတဲ့ခြင်း။ဓက်ပုံရဲ့ကြည်ပါက တပုံနဲ့တပုံ မျက်နာတော့မတူညီခြင်း။ရှောင်းတော်ဖွင့်မှာကကျေးရောင်လိုနေရဲမနေပဲရွှေရောင်ငွေရောင်သာပြောင်းလဲစွာ ဖြစ်ပေါ်နေခြင်း။စားတဲ့ကိုးချက်နဲ့ပြည့်စုံနေလို့ကိုအောင်ရှင်ပြင်ဆလောဟာအိမ်မပေးရုပ်ပွားတော်မြတ်လို့ဘွဲ့တော်မြည်ခြင်းဖြစ်ပါတယ်။ရွှေမြတ်မံရွှေရှင်တော်မြတ်ရဲ့ထူခြားမှုများကတော့ထိုဘုရားရှင်အားအာယုံပြုလျက်အတိတ်ထံပြုဆုတောင်းမှာက မျက်စိရောဂါဝေဒနာများပျောက်ကင်းစေခြင်းမိမိရဲ့အခက်အခဲအကြောင်းအရာများကိုအာယုံပြုဆူတောင်းပါကပြည်လင်စေခြင်းအတိတ်ထံပြုလျက်အလုတ်ကိစ္စများဆောင်ရွက်ပါက အောင်မြင်ခြင်းရှည်လန်းခီးသွားပါကလည်းရုပ်ပွားတော်မြတ်အားအာယုံပြုဆူတောင်းပါကအန္တရာယ်ကင်းခြင်းရုပ်ရှင်တော်မြတ်ကမိမိနှင့်ပဋ္ဌာန်းဆက်ပါစေရန်ဆူတောင်းအတိတ်ထံပြုပြီးပုံတော်များရိုက်ကူးပါကလည်းပုံတော်တစ်ပုံနဲ့တစ်ပုံ မတူညီပဲ။ မျက်လုံးတော်ပွင့်နေတဲ့ပုံတော်မျက်လွာတော်ချထားတဲ့ပုံတော်နဲ့မျက်လုံးတော်တစ်ဖက်ပိတ်ပုံတော်များဖြစ်နေတာကိုအံ့ဩစွာဖူးတွေ့ရမှာပဲဖြစ်ပါတယ်ရှင်ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့ရှင်ဟာညီကျွန်းကိုရောက်တဲ့ဆိုရင်မဲမဖြစ်မနေဖူးမြော်ရတဲ့တကူးကြီးမားစီရီတော်မြတ်ကတော့ဆွတောင်းပြေစိတ်တိစီရီတော်မြတ်ပဲဖြစ်ပါတယ်ရှင်စိတ်တိစီရီတော်ကရှေးရခင်တုန်းက တမုတ်တကောတမင်းနဲ့အုံမာတန်ဒီမိဖုရားတို့ငုံုံမြက်အတိုင်းဖောင်တော်ဖြစ်စုံစဉ်က တိုင်းငယ်လေလေတုန်းကနေဝင်ပြုတ်ပြအချိန်မှာဟိုင်းကြီးကျွန်းနာကိုရောက်တဲ့အခါမှာတော့ဖောင်တော်ကိုရန်နာခဲ့ပါတယ်။မနဲ့မိုးတောက်အချိန်မှာဟိုင်းကြီးကျွန်းအနားမှာရှိတဲ့တောအတွင်ကထူကြစွာ ရောင်ကြီးရောလွတ်နေပုံနဲ့တက်တော်များကွန်မြူနီပုံတို့ကိုတွားကြည့်ခဲ့ပါတယ်။ထိုအချိန်မှာ ဆင်ရဲဥကောင်းနဲ့တူတဲ့တောင်မော်တွင်ပြက်စီးနေတဲ့ဖျားအပုံငယ်တို့ကိုဖူးမြော်ခဲ့ရတော့ဘယင်းနဲ့မိဖုရားဟာဖျားတရကတရကမှဖြစ်တိုက်တယ်ဟုစေရီတော်ကိုပြုပြင်ကမွန်ဘာသာနဲ့စိုက်တိစေရီတော်ကိုတီထားခဲ့ပါတယ်ကျိုက်ဆိုရာကဖျားဖြစ်ပြီးတိဆိုရာကအစွန်ဖျားဖြစ်လို့ တောင်စွန်းမှာတည်နေတဲ့စေရီဖြစ်တဲ့ကြိုက်တိဖရာလို့ဘွဲ့တော်အမိတွင်ခဲ့ပါတယ်ကဲဆက်ဆက်မွန်မန်တီလာခဲ့တဲ့အချိန်မှာတော့ကြိုက်တိစီတော်ကညံတော်32တောင်းလုံးဘတ်တော်28တောင်းနဲ့ပင်လင်လီဒန်ခန်းနိုင်အောင်မန်တင်ငန်းကိုကတ်ထားပြီး ကြောက်ထီးရော်ကိုလည်းတည်ထားခဲ့ပါဗျာ ဟိုင်းကြီးကျွန်းသူကျွန်းသားတို့အထုံမြတ်ထားကြတဲ့သမိုင်းဝင်စူတောင်းပြေစိုက်တိစီရောမြတ်ကြီးပဲဖြစ်ပါရဲ့ရှင်။ဖျားရှင်ကိုတရာတရားပြေဝစွာနဲ့ဖုံးမြော်ကြည်ညိုကြတဲ့ဗုဒ္ဓဘာသာဝင်သူတော်စင်များအတွက်ဒီတစ်ခေါက်မှာတော့အေယံရီတိုင်းဒေသကြီးပသိမ်ခရိုင်ငပူရုံးမြို့နယ်ဟိုင်းကြီးကျွန်းမြို့အတွင်းမှာရှိတဲ့ကျက်တရေဆောင် မျက်မော်တင်စုံဆန်တော်ရှင်ဇေယျော်မျက်နဲ့အတူတကူးကြီးမှဖះစီဒီပထူများကိုကြီးညိုဖူးမြော်လိုက်ရပြီမို့ခြေနဲ့အားရလိုက်မယ်လို့ညှို့လိမ့်မိပါရဲ့ရှင်။နောက်နောက်အခါများမှာလဲယခုလိုတပောင်ဝအလှပများနဲ့တကူးကြီးမှထူကြလာတဲ့ဖះစီဒီပထူများကိုဖူးမြော်ကြီးညိုနိုင်စေဖို့အတွက်ရိုက်ကူးတင်ဆက်ထုတ်လင့်ပေးတော့မှာမို့စောင့်မျှော်ကြီးညိုနိုင်မို့အသိပေးတိုက်တွန်းလို့ဆိုရင် ီတခေါက်ရဲ့တကိုးကြီးမှာဖះစီရီပထုံများစီစဉ်ကနေဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့ကိုနှုတ်ဆက်ကာရဝပြုလိုက်ရပါတယ်ရှင်။